ဘင်္ဂလားကအခုကတော့ Prague မြို့ကကမ္ဘာရှေးအကျဆုံးကန်ဆယ်ကိုသွားနေတာပါရဲတိုက်။ကြာနေပြီးတော့နည်းနည်းတော့မောနေ။လေကတက်နေပြီးတော့အပေါ်ကိုတက်ရမယ်။ခြေလမ်းပနေရဆိုတာပဲ။တောင်ကုန်းပေါ်ရောက်ပါပြီ။ဒီကနေ Prague မြို့လေးကိုအပေါ်စီးကနေမြင်ရတယ်။ဒီ Prague ရဲတိုက်ကလေအစာအုပ်တစ်ခုတည်းမဟုတ်ဘူး။ ကက်ဆာကွန်ပလက်စ်လို့ခေါ်ပြီးတော့အထဲမှာနန်းတော်တွေဥယျင်တွေနောက်ပြီးတော့ဖះချောင်းတွေအများကြီးပဲရှိတယ်တော်မယ်ကြောက်ရရတော့မှာလေဒီရဲတိုက်ဝင်းကြီးကို AD 900ဆုနှစ်မှာစတင်တည်ဆောက်ခဲ့တာပါ စုစုပေါင်းတက်တန်းကတော့နှစ်ပေါင်း1100ကျော်တောင်ကြာပြီဖြစ်ပါတယ်အခုမြင်နေရတာကတော့ Saint Vitus Cathedral လို့ခေါ်တဲ့ဘုရားကျောင်းကြီးပါဒီဖះချောင်းကြီးကတော့ချက်သမထနိုင်ငံမှာအကြီးဆုံးဖះချောင်းကြီးပါခရစ်နှစ်1344ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့နှစ်ပေါင်း600နီးပါးကြာမှပြီးခဲ့ပါတယ် အကြောင်းရင်းကတော့နိုင်ငံရေးစီးပွားရေးပြဿနာတွေအပြင်တက်လာတဲ့မင်းနေရဲ့အကြိုက်ကို ပြောင်းလဲပြီးဆောက်ရလို့ပါဒီရဲတိုက်ဝင်းကြီးကတော့ဝင်းကြီးအခမဲ့ပေမဲ့ဖះချောင်းနဲ့ဝင်မှုတော့ချက်ပတ်စံ150ပေးရပါတယ်အမြင့်ပဲဘေးရောကတော့အချိန်မရလို့ဖះချောင်းနဲ့မဝင်ခဲ့ရပါဘူးလိုပဲဗျာမဆိုတော့တက်ဝင်ရိုက်ပေးရတာအဲကို ါဒါကတော့ဖះချောင်းရဲ့နောက်မျက်နှာစာတစ်ခုပါမကျေးရွေးနော်နင်းတော့ဘာလည်းခုမှမနာမသေးဘူးရှိရဲ့ ရဲတိုက်ထဲအဆောင်နေရနေပြီးတော့တောင်ကုန်းကမှလာမသိနော်ပရကုမြင်နေရမြို့အဆောင်အနေနဲ့ချက်စစ်သားတွေပါရှိတယ်သူတို့ရဲ့တာဝန်ကတော့ချက်သမဒနဲ့ဒီရဲတိုက်ကြီးကိုကာကွယ်ဖို့ပါသူကရဲတိုက်က main building တက်စားလို့ရှိရင်သူကလေ complex ကစား complex ကြီးဟိုအဆောင်ကြီးအများကြီးပဲဒီမှာ ူရှိခဲ့တာကတကကြီးထင်တာအဲ့တကကြီးလာရတော့တူဝင်လုံးလာရနော်အကပအကြီးဒီထဲမှာအကုန်လုံးပတ်ကြည့်ဖို့ဆိုလို့ရှိရင်အချိန်3-4နာရီတောင်ကြာတယ် ဒါခုနကခုနကတက်လာတော့တော်တော်မိုးတယ်အစင်းအသေးမိုးတော့